ဟန်ဆောင်ကောင်းသူဖြစ်လို့ပစ္စည်းခိုးပေမဲ့လူအများရဲ့ဂယုနာကိုရတဲ့အပြင်အလူငွေတွေပါလက်ခံရနေတဲ့အမျိုးသမီးပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းဘင်းအောင် page လေးကနေကြွဆိုလိုက်ပါတယ် လိုင်းတိုင်းရမှာဖြစ်စည်းခိုးတဲ့အမျိုးသမီးရဲ့ဗီဒီယိုတွေပြန့်နှံ့လာတဲ့နောက်မှာတော့သူ့ကိုလူအများစုကဝိုင်းမိုးပြီးတနာခဲ့ကြပါတယ်။ဒီအမျိုးသမီးကကလေးကိုကောက်ခွဲနိုင်တဲ့လောက်ကောက်ခွဲပေးလို့သူခိုးထားတဲ့ဖြစ်စည်းပိုးတွေကိုရောက်ပေးပါမယ်ဆိုတဲ့အလှူရှင်တွေလည်းပေါ်လာခဲ့ရပါဒါပေမဲ့နောက်ပိုင်းမှာသိလိုက်ရတာကတော့ဒီအမျိုးသမီးကခိုးတဲ့အလုပ်ကိုလုပ်ကနေတာကြပြီးဖြစ်ကသူခေါ်လာတဲ့ကလေးကလည်းငှားလာတယ်ဆိုတဲ့အဖြစ်မှန်ပဲဖြစ်ပါတယ်။တကယ်တော့ပစ္စည်းခိုးတဲ့အမျိုးသမီးနဲ့ကလေးကဆွေမျိုးနီးစပ်လောက်သာတော်ဆက်ပြီးကလေးမှာမိဘအရင်းကတည်ထောင်ရှိပြီးသားဖြစ်ပါတယ်။ ကလေးကနှစ်နှစ်ကျော်အရွယ်လေးသာရှိပြီးကလေးလာသားအရွယ်ကလေးကဒီအမျိုးသမီးကနေ့စဉ်လာခေါ်လေးရှိတာပါကလေးကိုထိမ့်ပေးမယ်ဆိုပြီးတနေ့ကုန်ခေါ်သွားကပြန်လာဖို့ရင်တော့မုတ်ဖူးတွေပေးသွားကြပါတယ် မုတ်တွေလည်းဝဲကျွေးသွားတဲ့အပြင်မိဘတွေကလည်းကလေးထိတ်ရလဲသက်သာမုတ်ဖိုးလဲရတာကြောင့်မသိချင်အောင်စောင့်ပေးခဲ့ကြတာပေါ့ကလေးကိုနှစ်နှစ်ကျော်လောက်ကြာနေစဉ်ခေါ်သွားပြီးခိုးတဲ့အလုပ်ကိုလုပ်နေတာကတော့ကလေးမိဘတွေကမသိချောင်ညင်းထားကြပေမဲ့လူအများကတော့မယုံကြည်ကြပါဘူးအခုတော့ Twitter သူဆိုင်ပိုင်ရှင်ကိုဖမ်းထားပြီးဖြစ်ကပစ္စည်းခိုးတဲ့အမျိုးသမီးကတော့အလွန်ငွေတွေလာရောက်လှူဒန်းနေကြပါတယ်ဆိုင်ပိုင်ရှင်လောက်ခဲ့တဲ့အရာတွေအကြောင်းသူ့မှာခံစားရပါတယ်ဆိုပြီးအိတ်ရတဲ့လဲသွားတာကြောင့်အလွန်ငွေတွေကိုအစင်သိရရှိသွားတာပေါ့ ဆိုင်ပိုင်ရှင်ကတော့ဖြစ်စည်းလဲခိုးခံရတဲ့အပြင်ရဲစခန်းထဲပါရှင်းလင်းနေရပါတယ်။ဒီအမျိုးသမီးကခိုးနေတာတစ်ခါနှစ်ခါမကတော့ပဲမကြာခဏဖြစ်နေပြီးတီးမခံနိုင်တော့လို့ဖြစ်သွားခဲ့တာပါ။ရွှေပြည်သားကနေလှန်သားရကိုကလေးချီလာပြီးနေ့စဉ်နေ့တိုင်းအလစ်တုတ်တဲ့အလုပ်ကိုလုပ်ကင်နေခဲ့ကအခြားလုပ်တွေကိုမလုပ်ကင်ပါဘူး။ရိုးသားစွာရက်တီပုံမကြိုးစားပဲသူများတွေထံကနေခိုးဝှက်ပြီးတော့ရက်တီနေခဲ့တာအတော်ကြာသွားပြီရှင်။ နှစ်နှစ်ရွယ်ကလေးလေးကလည်းပါလာတာကြောင့်အခိုးခံရတဲ့ဆိုင်ရှင်တွေကလည်းတနာပြီးဘာမှမထုတ်ပြန်ကြတော့တာပေါ့သူ့ကိုတနာလို့လှုပ်ပေးကြရင်ကနေဒီလိုလုံရတာကိုဝါသနာပါလာပြီးကလေးတယောက်နဲ့ပြည့်စည်ွေကိုလိုက်ခိုးနေတာပေါ့တနာပြီးလှုပ်ပေးကြအောင်လဲကလေးကိုနေ့စဉ်ခေါ်လာပြီးအမေထံပြန်ပို့ရင်တော့မုတ်ဖိုးထည့်ပေးရလဲဖြစ်ပါတယ်ဒီအမျိုးသမီးကတော့ပြည့်စည်ွေခိုးနေရတာကသူ့ရဲ့မိလေးတွေကိုရှောက်ဖွေကျွေးမွေးနေတာပါလို့ဖြေရှင်းထားရရှင်သူတို့မိသားစုမှာအလုံးလုံးမဲ့သူလည်းမရှိတာကြောင့်သူကပဲဒီအလုပ်ကိုလုပ်ကင်နေရကောင်ကလေးသုံးယောက်ကိုခိုးစာဝက်စာတွေနဲ့ပဲကျွေးမွေးရ တယ်လို့ပြောထားပါတယ်။ဖမ်းမိသွားတဲ့အချိန်မှလည်းတနာစပွဲလုပ်ပြတတ်တာကြောင့်လူအများကဝိုင်းဝန်းလှူဒန်းနေကြတာပေါ့။ကလေးမေအရင်ကတော့နင့်နာချေးပြီးမလို့ချင်းပဲကလေးကိုလှူဒန်းကြမယ်ငွေတွေပဲလိုချင်တယ်လို့ဆိုပါတယ်။သူတို့ကလေးကိုလည်းနောက်ဆိုရင်ဘသူနဲ့မှမထည့်ပြီးတော့ပဲသူတို့ကိုယ်တိုင်ပဲစောင့်ရှောက်သွားတော့မှာပေါ့။ကလေးကိုလှူဒန်းတဲ့အလှငွေတွေနဲ့အရင်ကြီးလေးလုပ်ပြီးရက်တည်မယ်လို့ကလေးမေကစဉ်းစားထားရင်ရှင်းကလေးရဲ့အမေကတော့အလေးထုတ်တဲ့အမျိုးသမီးကိုအမေချင်းကိုချင်းစာတာကြောင့်ခွင့်လွန်ပေးလိုက်ပါတယ်။သူရဲ့ကလေးကိုနှစ်နှစ်ကြာအောင်နေစဉ်ထည့်ပေးနေကအခုတော့ဒီကိစ္စတွေကိုတနိုင်ငံလုံးကသိ ီသွားကြပြီရှင်။ကုညီပေးမယ့်အလှရှင်ကတော့အလှငွေတွေကိုသူတို့ရဲ့လက်ထဲကိုတိုက်ရိုက်မထည့်ပဲဘဝရက်တီလို့ရမယ့်အရင်းတွေတစ်ခုခုပဲတီထောင်ပေးသွားမှာဖြစ်ပါတယ်။ဆိုင်ရှင်အမျိုးသမီးကတော့လက်ရှိမှာဖြည့်ရှင်းနေရပြီးဟန်ဆောင်ကောင်းတဲ့အလစ်ထုတ်သူအမျိုးသမီးကိုလှူဒန်းသူတွေကများပြားနေပါတယ်။ဒီကိစ္စမှာအလစ်ထုတ်သူအမျိုးသမီးပေါ်ဘလို့ထင်မြင်မိလဲဆိုတာပြပြခဲ့အောင်နော်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။